မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အလေးကတော့ကျွန်တော်တို့ဒီဟိုဘီဂင်နာတွေအတွက်ပေါ့နော်ကိုကျွန်တော်တို့ရဲ့ကွန်ပျူတာမှာရှိတဲ့ဒီ tip PC local လေးပြောင်းသွားပါနော်ကျွန်တော်ဖြစ်ဖြစ်လိုက်ဒီလိုပေါ့နော်အဲကျွန်တော်တို့တမင်ဖြစ်လိုက်တာတော့မဟုတ်ဘူးဒါပေမဲ့အလိုအမှတ်မတင်ကိုကသုံးရင်းနဲ့ပေါ့နော်ဒီ tip PC local လေးပြောင်းသွားတယ်အဲဆိုရင် tip PC local ကိုဘယ်လိုပြန်ဖြစ်လဲအဲ့ဒါလေးတစ်ချက်ပြောပြပေးပါမယ် tip PC ကကျွန်တော်ဘယ်လိုသုံးရလဲဆိုတော့ tip PC ရဝင်ပြီးတော့ကျွန်တော်ကွန်ပျူတာရမှာ အက်ကေအဖိုင်နီဒီကစတိုရီဒီအဲ့ဒီဝင်ချလို့ရရပါနော်အဲ့ဒါဆိုတော့နီလန်ရဲ့တော့လွယ်ပါတယ်ဒါပေမဲ့ဟိုဖီဂနာရဲ့အတွက်ကျနည်းနည်းလေးအခက်အခဲလေးဖြစ်နေတာမလို့ကျွန်တော်ဒီဗီဒီယိုလေးလုပ်ပြီးတော့ပြပြပြခြင်းဖြစ်ပါတယ်အဲ့တော့ TPC ပြောင်းနေတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံးကျွန်တော်တို့ဒီကျွန်တော်ကွန်ပျူတာဆက်ခရင်ရဲ့ဟိုလွတ်နေတဲ့နေရာလေးမှာ right click လေးတစ်ချက်နဲ့ maybe ဒီမှာ um personal light ပေါ့နော်အဲ့မှာတစ်ချက်နှိပ်ပေါ့နော်နှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာ ျွန်တော်ဒီမှာဟွာ personalization ဆိုတာလေးရှိရဲ့အဲအဲ့တော့ချက်ဝင်ပါနော်အဲဝင်ပြီးရင်ဒီမှာဒါပါနော် this ပါနော် this ဆိုတာလေးရှိရဲ့ then ရဲ့တစ်ချက်ဝင်ဝင်ပြီးရင်ကျွန်တော်ဒီမှာ desktop icon setting ပါနော်အဲ့လေးတစ်ချက်နဲ့လေးပါပြီးရင်ကျွန်တော်ဒီမှာ this pc ဆိုရဲ့ဆက်လေးကိုဝင်ထားလေးအဲ့ဒါလေးအမှန်ကြီးလေးပြုတ်နေတယ်ပါနော် ပြုံးနေလို့သူပျောက်သွားတကယ်လို့တရားလေးကိုပြန်ပေါ်ရှင်တယ်ဆိုရင်ဒီအမန်ဂျီလေးကိုအဲဒီကွန်ပျူတာဆိုတဲ့ဟာလေးကိုအမန်ဂျီလေးပေးပြပြန် apply နေလဲပေါ့နော်ပြီးရင် okay အမှားလေးပဲနဲ့အဆင်တော့ဒီမှာ this pc လေးကပြန်ပေါ်လိုက်ပေါ့နော်အဲ့တော့ဒီနည်းလမ်းနဲ့ကိုကကိုရဲ့ကွန်ပျူတာမှာပျောက်သွားတဲ့ pc logo လေးကိုပြန်ပြီးတော့ဖော်လို့ရပါတယ် ကျွန်တော်ပြန်ပြောပေးပြန်ပြောပြပေးမယ်နော်ဘယ်လိုလုပ်ရမလဲဆိုတော့အဲကျွန်တော်လွတ်နေနေရတဲ့မှာ right click channel နေပြီးကျွန်တော်ဒီမှာ share and bone logo လေးနဲ့အဲ personal like ပေါ့နော်အဲအဲ့လေတစ်ချက်နေနေပြီးရင်ဒီမှာ personalization ဆိုတာလေးရှိရဲ့ IT ကမှဒါမှတင်းဆိုတာလေးတစ်ခုရှိရပါနော် IT ကိုဝင်ဝင်ပြီးရင်ဒီမှာ desktop icon setting ဆိုတာလေးရှိရဲ့အဲ့လေကိုတစ်ချက်နေနေပြီးဒီမှာ ဘောနော်ပြောင်းနေရဆိုရင်တော့ဒီ PC ကဒီကွန်ပျူတာဆိုတဲ့ဟာလေးအမှန်ချင်းလေးပြုတ်နေလိမ့်မယ်အလိုမှန်ချင်းလေးပြုတ်နေဆိုရင်အဲ့ဒါလေးကိုအမှန်ချင်းလေးပေးပြီး apply လေးပြန်နေ okay ဘောနော်အဲ့ဆိုရင်တော့ကျွန်တော်တို့ကွန်ပျူတာရဲ့မှာဒီ PC logo လေးပြန်ရတော့ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ